မင်္ဂလာပါခင်ဗျာ Bookwave Audiobook Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာစောစောအောင်ရေးသားထားတဲ့ရှားလူဆိုတဲ့ဝတ္ထုရဲ့အခန်း6ပဲဖြစ်ပါတယ်ခင်ဗျာအရှိပိုင်းအခန်းတွေကိုတွားရောက်နားဆင်ခြင်းရတော့အောက်က description မှာရှိတဲ့ link ကိုနှိပ်ပြီးတွားရောက်နားဆင်နိုင်ပါတယ်ခင်ဗျာရှားလူအခန်း6အောက်ထပ်မှာရုပ်ရုပ်တဲတဲဖြစ်နေခြင်းမြတ်တဲ့ ခေါက်ဆွဲကျော်သောတန်ရောင်းမနှင့်လက်စွမ်းပြနေခြင်းတွင်စူအောင်သည်စတီစပွဲပေါ်တွင်အစားအသောက်များကိုခင်းကျင်း၍ချိုတက်ထားနှင့်ညစာလက်ဆောင်စားနေသည်ခဆောစောကတူမာယူထားသောခေါက်ဆွဲကျော်များပြင်ဆင်နေသည်ခယုစီတူဘူးများမှခယုများနှင့်ကျော်သောခယုခေါက်ဆွဲကျော်ဒီလိုနေစုံနေဖျားတွင်ခယုခေါက်ဆွဲကျော်စားရသည်မှာထူးခြားလာသည်မုံလာဥပါကိုရိပ်ရိပ်ပါပါလှီး၍ချိုချဲတနတ်လှုပ်ထားသည်မှာလဲ လွန်စွာကတွင်တွေ့ငိမ့်လှပေသည်ချိုတထားမှာနားမလည်နိုင်သောအမူအရာများအမှန်ပဲမပြောက်သေးခောက်ဆွဲကြော်ကိုခပ်ဖြည်းဖြည်းတုံဆိုင်စွာစားနေသည်ကိုကာကိုလာတန်ဖူးနှစ်ဖူးကဖောက်လျက်သားရှိနေသည်စိုးအောင်အာရပါရစားလျက်ရှိသည်ကျွန်တော်ကဘာပဲလုပ်ရလို့ရစိတ်ပါလက်ပါလုပ်တယ်အစားစားရင်လည်းစိတ်ပါလက်ပါစားတယ်ရှင်စားတာကြည့်ရတာတိတ်အားရတာပဲ မချိုလဲစားပေါ့အာရပါရဘာလဲအစားအသောက်အာရပါရစားရင် အလှပြတ်မှာစိုးလို့လားဒီမယ်ကျွန်တော်ပြောပြမယ်ဇွန်းနဲ့ခရင်ကိုချဤကိုကာကိုလာတန်ဖိုးကိုပါဇက်သိပ်၍မော့ချဤကျွန်တော်ဟာမိန်းကလေးတစ်ယောက်ရဲ့ကိုလုံးကိုယ်တည်းကြည့်ပြီးနောက်၃နှစ်၅နှစ်၁၀နှစ်အဲ့ဒါလို့နှစ်အပိုင်းချနဲ့ဘလူပုံဖြစ်လာမယ်လို့ကြိုတင်ခံမှန်းတဲ့နေရာမှာတိတ်တော်တယ် ပြောလို့ပြောတာမဟုတ်ဘူး။ရှင်မချိုရဲ့ကိုလုံးအလှဟာနောက်15နှစ်အတွင်းမှာမပြတ်ဘူး။စိတ်ချဘယ်အချိန်နေမှာပဲဖြစ်ဖြစ်ကျွန်တော်ပြောတာသဘောပေါက်တာ။မချိုကိုလုံးအလှနောက်15နှစ်အတွင်းဘလို့ပုံးမှပြတ်မသွားဘူး။စိတ်ချโอ้ဒီလိုပါဒီလိုပါမက်ချိုဘလောက်အစားအသောက်ပဲဆဆာဟိုလေဝါဝါတုတ်တုတ် ဖတ်တီးကြီးဖြစ်မလာပါဘူးလို့ပြောတာပါချိုတသားရည်သည်ဗဇက်ထဲမှာအစာရီနဲ့ရည်တော်လဲလှလှပပတော်ယုံတန်ယုံမင်းကလေးဒီလိုလှမြင်မဟုတ် ပန်းသူရောင်နှခမ်းများသည်ခောက်ဆွဲစားနေစေဖြစ်၍စီမြောင်းဝိပြောင်နေသည်နှခမ်းစီဝေးခြင်းကိုကလှနေသည်တကယ်ပြောတာမယုံဘူးလားကျွန်တော်အဲ့ဒီဘက်ကတိတ်တော်တယ်ဘာခေါ်မလဲမင်းကလေးများဤကိုလုံးလှကို ကြိုတင်ဟောဂိတ်ထုတ်ခြင်းလို့ခေါ်ရမလားမသိဘူးခောက်ဆွဲစားလိုက်ကိုကာကိုလာတောက်လိုက်ပောက်ကရပြောလိုက်နဲ့စိုးအောင်အကြည်ဆိုင်နေစဉ်အောက်ထက်မှာမုံတိုင်းကျနေသည်မြက်တစ်ကခောက်ဆွဲကြော်သောတန်ကော်ပြားနဲ့ကိုစလဲနှစ်ယောက်ကိုလှိမ့်ရိုက်နေသောအချိန်ဖြစ်သည်ကိုစိုးအောင်တိတ်ရေစရာပြောတတ်တာပဲဗျာသူ့နာမည်အမှန်ကိုခေါ်လိုက်၍စိုးအောင်ရင်ထဲမှာဒိန်းကနေဖြစ်သွားသည် အမှန်တကယ်ဖြုံသွားသည်ထို့သောမျက်နာတစ်စက်မှမပြတ်အမူအရာဘာမှမပြောင်းလဲစိုးအောင်ဤအရေးချင်းပေါင်းများစွာအနက်မျက်နာအမူအရာမပြတ်သက်ခြင်းနှင့်ဟန်ဆောင်ကောင်းခြင်းသည်ထူးခြားသောအရေးချင်းများဖြစ်ပေသည်ကိုစိုးအောင်လို့ခေါ်လိုက်တာကို မအံ့ဩသွားဘူးလားမအံ့ဩပါဘူးတကယ်စိုးအောင်ရဲ့နာမည်ကိုတော့သိနေပြီးတော့စိုးအောင်ဆိုတဲ့ကောင်ဟာ တော်ယုံတိုင်အောင်မအံ့ဩတတ်ဘူးဆိုလာတော့မတိထားဘူးလားကိုစိုးအောင်ရဲ့အရေးအချင်းတော်တော်များများကိုတိထားပါလေလေဥပမာတစ်ခုလောက်ပေးကြပါဥပမာယာကောင်းဆိုတဲ့လူတစ်ယောက်ကိုမြို့ကလေးတစ်မြို့မှာအစိမ့်နဲ့တည်သွားအောင်တတ်တယ်တက်ဆိုင်ရာတွေခွဲကြီးကြတော့အစိမ့်အမျိုးအစားကိုအခုအထိမတိကြသေးဘူးတခါမှမတွေ့ဘူးတဲ့အစိမ့်ဒါပဲလား ဦးချမ်းတေရွားတို့ကလည်းမြို့တော်ကိုယူသွားကြတာပဲခွဲစိတ်ကြည့်ကြတယ်အစိတ်အမျိုးအစားမသိကြပြန်ဘူးမှုဟင်းစားလို့တေးတယ်ဆိုတာသိရပေမဲ့တခါမှမတွေ့ဘူးသေးတဲ့မှုအစိတ်မျိုးစိုးအောင်မှာတခြားနာမည်တစ်ခုရှိသေးတယ်ရှားလုံဆိုတာတော့သိတာပေါ့နောက်တစ်ခုဘာလဲအစိတ်ဦးကျော်တဲ့မြောက်ကျွန်းတိုင်းဆရာကြီး ਨੇ ပြိုင်ပတ်လေး ဟောင်ကောင်တိုင်းဝဲထုတွေရောကုန်ပြီကိုစိုးအောင်ထားပါတော့လေစိုးအောင်အကြောင်းတိတ်တိနေတော့မချိုမကြောက်ဘူးလားဘာကူကြောက်ရမှာလဲစိုးအောင်အကြောင်းကိုတိတ်တိနေတော့ဝိထုတွေတဲကလို့နှုတ်ပိတ်ပြမှာမကြောက်ဘူးလားမကြောက်ပါဘာလို့လဲမချိုကျွန်တော်အစိတ်ကျွေးပြီးနှုတ်ပိတ်ပြင်ရင်ဘယ်နဲ့လုပ်မလဲအဲ့လိုနှုတ်ပိတ်ပြမှာမဟုတ်ဘူးဆိုတာသိနေတော့ဘယ်ကြောက်မှာလဲ စိုးအောင်ရဲ့အစိတ်ကပြင်းနေတော့စမ်းကြည့်ပါလားကိုစိုးအောင်ပါဇက်ကိုတင်းတင်းဆေး၍ပိတ်ထားသည်ချိုတထားဤမျက်လုံးများကစိန်ခေါ်သောမျက်လုံးများစိုးအောင်သည် လက်ကင်ပေါ်ခောက်ကလေးကိုယူ၍သူ့နှကန်းတွင်ဝိတ်နေသောစီများကို အသာတို့၍တုတ်လိုက်သည်ကိုစလေကြီးများ6ယောက်သည် သူတို့အခန်းများကိုသူတို့အတီးတီးဝင်သွားကြသည်နှစ်ယောက်တခန်းနေရာယူထားကြသည်တခန်းမှာ ဤအရက်ဒီသားနှင့်စားလျင်တက်ရက်ခန္ဓာဤတယောက်အိတ်ကလေးနှလုံးရှင်ချထား၍အလဲတွင်အစင်းနှစ်ဆင့်ပါသောသပွဲတစ်လုံးရှိ၏သပွဲပေါ်တွင်ကြိမ်ထိုးကြုံနှင့်ရင်နွေးချက်ကြရတစ်လုံးရှိ၏ပန်းပွင့်ဒီဇိုင်းများပါသောလင်ပန်းငယ်တွင် ပကံလုံးများမောက်ထားသည်နားခွက်ဝင်တပူးကြီးတစ်လုံးလည်းရှိ၏အပြာရောင်ဖန်ပန်းအုပ်ရှိကလေးတဲ့တွင် နေကြာပန်းသပွင့်ထိုးထား၏ခေါင်းအုံဆုပ်၊မွေရဆုပ်၊အိယာခင်း အရာဖုံးအားလုံးတို့မှာတန်ရှင်းတက်လွင်ဤအနီရောင်ပန်းထိုးချီနှင့် မင်္ဂလာရှိသော အမှတ်အသားစာလုံးနှလုံးပန်းထိုးထားသောခေါအုံများညီညီညာညာစီ၍တင်ထက်ထားသည်ကိုစလေတော်ကြီးများသည်အရက်အတော်တောက်ထား၍အရာဝင်ကြသည်ဥွှေညိုဤထမင်းစားပွဲမှာစကားတော်တော်များများပြောခဲ့ကြသည်ဥွှေညိုဤလုပ်ငန်းများကို အကာအကွယ်ပေးဖို့ဆက်ကြီးညီ၍ညီမြပေးဖို့စသည်တို့အကြောင်းများအပြင်ရှားလူကို တုတ်တင်ရှင်းလင်းပြဖို့ပါ သူတို့တိုင်ပင်ခဲ့ကြသည် မနှက်ဖြံမနှက်မိုးလင်းရင်အလုဆရမည်ဟုလည်းအချင်းအချက်လှူထားကြသည်တခန်းနှစ်ယောက်နေတော့ကြောင့်ကို့အတွဲနဲ့ကိုအိယာဝင်ကြသည်အသက်အကြီးဆုံးနဲ့ခေါင်းဆောင် ဖြစ်သူဘိုးတက်နောင်နဲ့သူ့အခန်းပေါ်လို့တီတိုစကားပြောနေကြသေးသည်ဥွှေညိုတဲခင်းကျွေးမွေးသောအစားအသောက်များနဲ့တိုက်လိုက်သောအရက်များကြောင့်အောက်ထက်ကယူလာခဲ့သောပလင်းများကိုပင်သူတို့မထိနိုင်ကြတော့ 15မိနစ်ခန့်ကြာသည်နှင့်ကိုယ်စလဲတော်ကြီး6ယောက်အိပ်ပျော်သွားကြတော့သည်အခန်းမီးများပင်မမိတ်ကြဟွန်ဒါမီးဆက်ဖြင့်တညလုံးပြီးပေးထားသည်ညနေကျက်အလယ်မှာမီးသီးတစ်လုံးရှိသည်မီးသီးဤစလောင်းအထက်မှပန်းဆက်ကူများအခွေအလိတ်အတွန့်လှလှနှင့်အခန်းတောင်လေးတောင်ကိုတွေ့တန်းထားသည်တလားပြည်တော်နှင့်အထိမ်းမတ်အဖြစ်အခန်းတိုင်းကိုပြင်ဆင်ပေးထားသည်ရောင်စုံဘူပေါင်းများကိုလည်းချိတ်ဆွဲထားသည် အခန်းတစ်ခန်းငယ်ရောင်စုံဘူပေါင်း၅လုံးချိတ်ထားသည်ညတနာဤထိုးပြီးအတော်လူကြိတ်တိတ်နေပြီး အောက်ထက်တွင်ဇပွဲများတိတ်နေသည်တိမ်ဆဲပြီး၍တပြက်စီးများလှဲသူလဲလှဲနေကြပြီးမိဖို့ခန်းမှာလဲတိမ်စရာရှိသည်ကိုတိမ်စီးပြီးကြပြီးတနာဤကြောကြောမိနစ်အနည်းငယ်စွန့်သည်နှင့်ကိုစလေတော်ကြီးများတို့၆ယောက်ဤအခန်းသုံးခန်းမှာချိတ်ဆွဲထားသောရောင်စုံဘူပေါင်းများအနက်အစိမ်းရောင်အလုံးသည် တစတစတဖြည်းဖြည်းလေတွေထွက်လာသည်ဖောင်းရမပိန်လာ၏တစတစရှုံလာသည်အသေးအချာစောင့်ကြည့်မည်ဆိုပါက73မိနစ်အတွင်းအစိမ်းရောင်ဘူပေါင်းအတွင်းမှလေများလုံးဝကုန်သွားသည် အခန်း၃ခန်းစလုံးမှရှိသောဘူပေါင်းများအနက်မှအစိမ်းရောင်ဘူပေါင်းများလေလျှော့၍ရှုံပိန်သွားကြသည်ဘူပေါင်းစိမ်းအတွင်းမှထွက်သောအစိမ်းငွေထိုအစိမ်းငွေများဘူပေါင်းအတွင်းမှထွက်နေသည်မှာ 3မိနစ်ပင်ကြာ၏ထို့သောအခန်းတွင်းမှကိုယ်စလဲတော်ကြီးများမှမူအစိမ့်ငွေကို စတင်ရှူရှိုက်သည်မှစ၍ရေတွက်မှတ်သားလျင်တမနဲ့အတွင် လုံးဝတေဆုံးသွားလေသည် သူတို့ဘာမှမတိလက်ရအယောင်မရှိအနတ်မရှိသောအစိမ့်ငွေများက ကိုယ်စလဲတော်ကြီးများကိုတမလွန်ဘဝသို့တတ်တတ်တတ်တာညင်သာစွာပူပေးကြတော်သည်နောက်ထပ်အဖြတ်လုပ်ငန်းများလုပ်၍ရတော်မည်မဟုတ်ကြတော့စိုးအောင်သည် ချိုတက်သားကြီးအခန်းထဲမှာအိမ်မောကြနေပြီ။နောက်နေမနက်မိုးလင်းဒီအထိဘာမှရုပ်ရုပ်တဲတဲဖြစ်မလာသေး။တဲခိုကမ်းမှာတဲခိုသူများနန်းသက်စာကို စာမြေတိုင်းစားကြ၏။တွားเสียလာเสียရှိသည်များကိုတွားမြေတိုင်းလာမြေတိုင်းတွားကြလာကြသည်။ခေါက်ဆွဲဆိုင်နှင့်ကက်လျက်ဖွင့်ထားသောပွဲရုံမှာလက်ဖက်ချောက်စက်တုံပြူအာလူးအယောင်းအဝယ်ဖြစ်မြဲတိုင်းဖြစ်၏။ဈေးကောင်းရသောငရုတ်သီးကြောင့်အိမ်များကို ချုပ်သူတွေကလည်းလက်မလဲအောင်ချုပ်နေရသည်ဘယ်အချိန်ကလေးကချုပ်တသား၏အခန်းမှထလာသည်မသိစိုးအောင်သည်ပွဲရုံလုပ်ငန်းများကိုခက်တီတီကွက်ကဲနေလေ၏အိတ်ဆောင်ကက်စီယိုကနန်းပေါင်းဆက်ကလေးနှင့်ဘာရီပေါင်းနှုတ်မြောက်စားနေသည်မသိစိုးအောင်ဆင်းရဲတွက်၍မပြီးနိုင်အန်ဆွဲတဲ့ကဝီဆက်ကူထက်ကြီးကိုထုတ်၍ပေးရှည်စရာရှိသည်များကို ပေးရှည်၏ကက်စီယိုကနန်းပေါင်းဆက်ကိုစပွဲပေါ်တင်ထားခဲ့ပြီးတကြောက်ကြောက်တကြက်ကြက်နှင့် တရုတ်ပေသည်တွက်ပြန်သည် သူတယောက်ထဲအလုရှုံနေသည်ပွဲရုံအလုသမားများသည်ငရုတ်သီးချောင်းအိတ်တွေပေါ်မှာကောက်ကောက်ကွေးကွေးစာတွေကိုမြင်စိမ့်ဖြင့်ရေးနေသည်ပုတ်ပေးမိလူဤလိမ့်စာဖြစ်လိမ့်မည်အလုသမားတို့ကစက်တုံပြူတွေကိုမြေပေါ်မှာဖြန့်စီ၍ဥတလုံးနှင့်အမွာများကို ခွဲခြားရွေးနေသည်စိုးအောင်ဤပွဲရုံသည် အမှန်ပင်အယောင်းအဝယ်စီကားသည်စေနာရီလောက်မှာရုတ်ရုတ်တဲတဲဖြစ်တော်သည် မဖြစ်ပဲနေပါမလားကိုစလေတော်ကြီး6ရောက်အဲ့ရတဲ့မှာအာလုံးအိလျက်သားနှိုးမရတော့ဤအကုံတည်သွားပြီခါဝရလွံ့မြောက်တော်နေမြေတို့ရောက်သွားပြီမျက်တိဤအတန်းစူညာစူညာကြားရဤဆရာဝင်မရှိဘူးလားကွာတယောက်ယောက်သွားရှာစမ်းပါကွာဆရာဝင်မရှိလဲရန်ကူတယောက်ယောက်တော့ရှိရမှာပေါ့ရအောင်ရှာခဲ့အင်းကြီးသုံးလုံးဘောင်းမီတို့နဲ့လက်ထဲမှာ ခောက်ဆွဲကြော်သောတန်ခေါ်ပြားကြီးကမချညင်ထွန်းကကုံတယ်ကြီးတယောက်ကိုရှင်းပြနေသည်ကျွန်တော်တို့လည်းမသိဘူးကောင်လေးတွေကအခန်းရှင်းဖို့သွားတော့ခေါ်မရတာနဲ့နောက်ဆုံးတကားဖြတ်ဝင်တော့မှ6ရောက်စလို့အသက်မရှိတော့ဘူးမနေညာကစိုက်မာသမင်းမစားဘူးဥွှေညိုအိမ်ကသမင်းစားဖိတ်လို့သွားစားကြတာပဲပြန်လာတော့လဲဘာမှမစားဘူးအစာအစိတ်တင်တာပဲထင်ပါရဲ့မပြောတတ်ပါဘူး ဥရွှေညိုအိမ်ကသမင်းစားပြန်လာတာဟုတ်လားဟုတ်တယ်သူတို့ညနေစာမစားဘူးဥရွှေညိုအိမ်ကသမင်းစားဖိတ်လို့ဆိုပြီးညနေ၄နာရီလောက်ကဥရွှေညိုကဂျစ်ကားနဲ့လာကြိုခိုင်းတာပဲမပြောတတ်ပါဘူးညာဥရွှေညိုနဲ့ညာရန်ညိုရှိနေကြသလားဝါဝါတုတ်တုတ်ကုန်းနေကြီးကဆက်စု၍ထင်မြင်ရောက်ဝင်ပေး၏ဧဒါလဲပြောရခက်သားလားဗျာ ကျွန်တော်တို့တော့မထင်တတ်ပါဘူး။မြင့်ထွန်းကမြင့်တေတေနဲ့ခဏကြာတော့အခါဆရာဝန်စုသူနဲ့တာဝန်ရှိပုဂ္ဂိုလ်များရောက်လာသည်။မြင့်ထွန်းကအကြောင်းဆုံးရှင်းပြသည်။အခန်းသုံးခန်းကိုတွား၍ကြည့်သည်။ဟောတာမနေ့ညကကျွန်တော်တို့စီကယူသွားတဲ့အရက်ပလင်းပါ။အရက်တွေ အများကြီးကြံသေးတယ်။လိုအပ်ရင်လူကြီးမင်းတို့ဓာခွဲကြည့်နိုင်ပါတယ်။ကျွန်တော်တို့စီမှာဖြတ်သွားရတဲ့အတွက် တကယ်စိတ်မကောင်းပါဘူးခမညာညင်ထုံးကစွတ်အာနေသောအချိန်တွင်ညက်တဲ့မိဖို့ထဲမှာတရှဲရှဲကြော်နေသည်လာရောက်ဆက်စည်သောပုပ်ကူကြီးများနှင့်ဆရာဝန်ကိုဧကံကျူးမွေးမှုညက်တဲ့ကြော်လော်နေသည်ဇပွဲရှိကြီးကိုဇပွဲကင်းအစ်စ်လဲခင်း၍အစားတောင်များကိုပြင်ဆင်နေသည်ကိုကြီးကျွဲက white တွေပဲဝီစကီနှစ်ပလင်းကိုဖွင့်၍ဇပွဲပေါ်တွင်တွားထောင်လာသည်ကြက်သားကျော်ဝက်နံရိုးအကျွတ်ကျော်ဝက်ခောက်ကင်း ဝက်ပောင်ချောက်ကျော်မုံညင်းခြင်းမုံလာဥဝါတရက်အကောင်းတကအကောင်းဆုံးတွေပြင်ဆင်ထားသည်ဘဲဥပုံပကံများအကြီးကြီးတစ်ချက်ထဲမှာခရုခောက်ဆွဲကျော်တွေကတောင်လုံးမောက်နေသေးသည်ညှင်းထုံးကစကားကိုရေပတ်မဝင်အောင်ပြောနေသည်အပေါ်တက်မှဆင်းလာသည်နှင့်ညှင်းထုံးကပြင်ဆင်ထားသောစပွဲသို့ခေါ်လာသည်လာရောက်စစ်ဆေးသူတွေထန်ကြ၏စပွဲသို့လူရွယ်များကပြောမနေရထန်ခွက်တည်တဲ့မှာအရက်ထည်ပြီးသား တုံးဆောင်ပါခင်ဗျာတုံးဆောင်ပါကျွန်တော်တို့ဆိုင်ကတတ်နိုင်တဲ့လောက်ကြုံတုံးကြိုက်တုံးအဲဝေးပြူရတာပါငါတုံးလုံးစီကရက်တုံးဘူးတပြိုင်နက်ဖောက်၍တဲဤနောက်ဖေးပြမတန်တဲ့အိုးကိုဂေါ်ပြားနဲ့တအားခောက်တန်တကောင်ကောင်ပေါ်လာဤအသေးအမြဲကြော်ရပြီဟေးမျက်တစ်အတန်ပြဲကြီးနဲ့အော်ဤအပေါ်တက်ကကိုစလေတော်ကြီး6ယောက်ကိစ္စဘလို့ရှင်းမြင်မသိစပွဲပေါ်ကပလင်းကတော့တပလင်းကုန်၍ ဒုတိယပလင်းပင်တဝက်ကျိုးနေကြပြီးထိုချိန်တွင်စိုးအောင်နောက်ဖေးပေါက်ကတက်လာ၏အပေါ်သက်အခန်းသုံးခန်းရှိမှာသူတို့လူတယောက်စောင့်နေသည်ဘာမှမပြောအခန်းတစ်ခန်းထဲဝင်၏တေဆုံးသူများကိုဓာတ်ပုံရိုက်၏တခန်းမှထွက်၏နောက်တခန်းသို့ဝင်၏ဓာတ်ပုံရိုက်၏နောက်တခန်းထပ်ဝင်၏ဘိုးတက်နောင်ကိုအသေးချာကြည့်၍ပြုံးလိုက်သည်ဘိုးတက်နောင်၏နှခမ်းတောင်တွင်အမြုပ်ဝါဝါကလေးများကပ်နေသေးသည် တေပန်းပွင့်နေဆိုဒီမှာဒါပဲထင်သည်နီကွန်ကင်မရာဖြင့်ဓာတ်ပုံအသေးအချာရိုက်သည်ထို့နောက်စိုးအောင်နောက်ခေးပေါက်ကပြန်ဆင်းသွားသည်ဒီသည်။ကြားသည်။မြင်သည်။အကုန်ပြောပါဥရှိညိုကချူတထားကိုပြော၏ချစ်မြတ်တာခောက်ဆွဲဆိုင်မှာရုပ်ရုပ်တဲတဲဖြစ်နေခြင်းချူတထားဥရှိညိုအိမ်သို့ရောက်နေ၏အချင်းအတော်ကြာကြာပြောက်ွယ်နေသောဥလုံမေးလည်းရှိ၏ဥရှင်ညိုမျက်နာမှာ ်တင်းနေသည်ကျမတရီနိုးတို့စူစူညံ့ညံ့အတန်ကြားလို့အသာထွက်ကြည့်တယ်အောက်ထပ်မှာ သူတို့၆ယောက်စပွဲထိုင်နေတယ်ဘူးနေတဲ့အတန်၂ယောက်၃ယောက်လာထင်ရတယ်မကြေနပ်လို့စူနေတယ်အရက်ပူပူနဲ့မျက်မှန်တဲ့လူကတောင်းပန်နေတယ်အရက်ပလင်းတစ်လုံးချထားတာတွေ့တယ်ဘယ်နှစ်နာရီလောက်လဲမှန်မှန်ရရအဲ့ဒီတုန်းကကျမနာရီကို ကြည့်လိုက်မိတယ်၁၇နာရီကို35မိနစ် မှတ်မိနေတယ်။တခြားစားတောက်နေတဲ့လူတွေရှိသေးသလား။ရှိပါတယ်။ဘယ်နှယောက်ရှိလဲ။၄၅6ယောက်နှစ်ဝိုင်းလောက်တော့ရှိသေးတယ်။အသေးအချာတော့ကျမမမှတ်မိဘူး။သူတို့အရက်တောက်ယုံပဲလား။ဘာစားသေးတယ်လဲ။စားစရာတွေမှာလား။ကြားသလား။တွေ့သလား။စကွဲပေါ်မှာတော့ဘာမှမတွေ့ဘူးအစားမှားတာလည်းမကြဘူး အဲ့ဒီအချိန်မှာရှားလူဆိုတဲ့အကောင်ရှိသလားမရှိဘူးအတန်ရောမကြားရဘူးလားအတန်လည်းမကြားရဘူးတညနေလုံးသူ့ကိုမတွေ့မိဘူးကျမလည်းအဝင်းအထွက်အသွားလာကိုတေချာစောင့်ကြည့်နေတာပဲဒီနောက် သူတို့၆ယောက်စပွဲကထလာတာနဲ့ကျမလည်းအခန်းထဲပြန်လာခဲ့တယ်နောက်ထပ်အခန်းအပြင်ထွက်မိသေးလားမထွက်မိပါဘူး ဘာဒံထကြသည်လဲဘာဒံမှထမကြရဘူးကျမလည်းဘာမှမထူကြဘူးထင်တာနဲ့အိတ်လိုက်တယ်မင်းအိတ်တော့ဘဏ္ဍာကြီးထိုးပြီလေကျမနောက်ဆုံးကြည့်မိတော့၁၂နာရီ၃၄မိနစ်လောက်ပဲရှိမယ်နောက်ထပ်စူးစူးညံ့ညံ့မကြရဘူးနော်မကြရပါဘူးတေးကြပါတယ်ရှားလူရောအတန်မကြရဘူးလား ။ရှားလူအတန်လည်းမကြားရဘူး။ရှားလူအဲ့ဒီညကမရှိတာသိကြပါဗျ။ဥွှေညိုစမမီပဲမျက်မှောင်ကုန်နေ၏။စဉ်းစားနေသည်။သူကသမင်းဖိတ်ကျွေးပြီးအပြန်မတည်သွားသည်ဆိုတော့သူ့ကိုအမှုပတ်နေပြီ။ပုံမှန်304လူတည်မှုမြူကြီးတွေမှာဆိုလျင်မလွဲ။မိကိုကြွက်လျှောက်လိုက်တော်မူ။ဦးရှင်ညိုအပြင်းအထန်စဉ်းစားနေချိန်တွင်ဦးလုံမင်းကမျက်စိမှိတ်၍မှိမ့်နေသည်ချိုတထာ မျက်လွှာချထားသည်ဥရွှေညိုကိုသူလိန်ညာပြောခဲ့တော်လဲဥလုံမင်းနဲ့နှစ်ယောက်ချင်းသာဆိုရင်ဤတို့လွယ်လွယ်ကူကူလိန်ပြောနိုင်လိမ့်မည်မထင်ချိုတက်သားစိတ်ထဲမှာတိနေသလိုရှိ၏သူပြောသည်မဥရွှေညိုကယုံကြည်ထင်၏ထို့သောဥလုံမင်းကယုံကြည်မထင်စိတ်ကလည်းတိနေသည် ဥလုံမင်းကသူ့စကားတွေကိုမယုံဥလုံမင်းဤမျက်နာကို မကြည့်မိအောင်လဲမျက်လွှာချထားသည် တူတော်ဥလုံမင်းကမျက်စိကိုမှိတ်၍မိန်နေစေဥရွှေညိုသာအပြင်းအထန်စဉ်းစားနေသည်ပန်ဝိုင်းမှာနှကန်းမွေးကြီးရှိနေသည်ကြား၍စိုးအောင်လိုက်လာသည်မတွေ့တဖက်ကူးသွားသည်စိုးအောင်ဆက်လိုက်၏ထုံးစံအတိုင်းစောစောစီစီမဲကောင်တပလင်းနဲ့တွေ့ရသည်ဆိုင်မှာအတော်တတနာနာမင်းငါ့ကိုတွေးအောင်ရှာနိုင်သားပဲ ကျုပ်ကိုတငယ်နှစ်စားလေးများအောင်းမိနေသလားလာထိုင်ကွတောက်မလားဖန်ကွမာလိုက်မယ်တလောက်အောက်တန်းကြတဲ့အရက်ခမားမှုတောက်တယ်ကျုပ်ကမတောက်ဘူးအေးပါကွာထားပါတော့ကဲစူဇန်ငါ့ကိုဘာလို့လိုက်ရှာတာလဲဟိုကောင်6ယောက်ကိုဖြောင်းလိုက်ပြီအဲ့လားမနေ့ကသူတို့ပြန်တဲသွားကြတယ်ဥွှွှင်ညိုသမင်းစပွဲကအပြန်သေးတာမို့ ူတို့တရားခံဝေခွဲမရသေးဘူးနောက်ထပ်လူလွတ်လိမ့်မယ်ဘယ်ပုံစံနဲ့လွတ်မလဲဘသူတွေပါမလဲအဲ့ဒါတွေသိကျင်တယ်ငါကစုံစမ်းပေးရမှာပေါ့လားဒါပေါ့မင်းဘလောက်ပေးမလဲတတင်းပေးကဘလောက်လိုချင်လဲမင်းဘလောက်ပေးမှာလဲပြောပါကွာရှားလူလူချင်းတလောက်ပေးမယ်ရွှေလားငွေလား ငါရွှေယူမယ်လောလောဆယ်ရွှေထက်တန်ဖိုးကြီးတာရမယ်စိုးအောင်နှခမ်းမွေးကြီးကိုတအားဆောင်သွန်းလိုက်သည်လူရောကလထိုင်မှာဂျုံးပြန်လဲကြသွားသည်ခိတ်ကောင်ရှားလူစိုးအောင်ဝမ်းရထိုးလှိမ့်၍လက်ကိုဆန့်ကနှစ်ချက်ပစ်ချလိုက်သည်တနတ်တန်ဒိုင်းကနေတစ်ချက်ထွက်လာ၏စိုးအောင်တနတ်မှမဟုတ်ဆိုင်ထဲမှဝင်လာသူနှစ်ယောက်လဲကြသွား၏ အော်ဒါမင်းထွက်မလားစိုးအောင်လက်ထဲမှာ point 38ပြောင်းတူကလေးအတန်ထင်းပြောင်းပို့ထိပ်ဖြားမှရံမီကိုကလေးများဝိနေသည်ထင်ရ၏ဝင်လာသူနှစ်ယောက်တယောက်ကမှောက်လျက်တယောက်ကပက်လက်စိုးအောင်ထိုင်ရာမှထသည်အောင်ဝင်ဖြင်းညင်းစွာထ၍လဲကြနေသူနှစ်ယောက်ကိုကြည့်သည်စိုးအောင်ကိုကြည့်သည်ရှားလူမင်းတကယ်မြန်နဲ့ကောင်းပဲ တနက်ကလေးကိုကုတ်အင်းကြီးညာဘက်အိတ်အတွင်းသို့ပြန်ထဲ၏ရွှေထက်တန်မိုးရှိတဲ့ခမည်းအသက်ကိုကယ်လိုက်ပြီးဟိုမှမြင်လာလက်ထဲမှာမရှင်းပစ္စတိုနဲ့ကျုပ်တို့နှစ်ယောက်စလုံးကိုကပ်ပြီးမှွေရမ်းမလို့အင်းနောက်တစ်ယောက်ကဂျက်ကင်အင်းကြီးတဲ့လက်နိုင်ထားတယ်တွေ့လားတနက်မထုတ်ပဲအိတ်ထောင်ထဲကနေပြစ်တာလေအင်းဟုတ်တယ် အပေါ်စားတနက်ပြည့်ရုပ်ရှင်တွေကြည့်ပြီးပစ္စတိုကိုအိတ်ထောင်ထဲကပစ်တယ်လို့မိုက်လိုက်တဲ့ကောင်ပဲအဲ့ဒါတင်ကန်းစာပဲနှခမ်းမွေးကြီးဘာတင်ကန်းစာလဲပစ္စတိုကိုလက်အိတ်ထောင်ထဲကမထုတ်ပဲပစ်တော့အင်ဂျင်စားနဲ့စလိုက်ပြန်အကံမှာညှက်သွားပြီးနောက်တစ်ချက်မထွက်တော့ဘူးဗျမှတ်ထားအိတ်ထောင်အတွင်းကမထုတ်ပဲတနက်ကိုဘယ်တော့မှမပစ်နဲ့စလိုက်နဲ့ညှက်မိပြီး ကိုတည်ရင်ကိုတူးတာနဲ့အတူတူပဲအေးမင်းတော်တယ်ရှားလူငါမစင်းစားမိဘူးဟေးပတ်စံလာယူမြ мян လေးကြစို့တော်ကြာနေကြာရဲတွေနဲ့တွေ့နေရင်သူတို့ရဲတွေကအတော်ပြောရဆိုရကြက်တဲ့အကောင်တွေကွာပတ်စံမြ мян ရှင်း၍နှကမ်းမွေးကြီးနဲ့ဆိုအောင်ငင်းကိုစီဖြင့်လစ်ကြတော်သည် ရန်သူနဲ့ရင်ဆိုင်တဲ့အခါစတိုက်တဲ့သူဟာကိုသာဖြစ်ပါစေဘယ်တော့မှရန်သူလက်မဦးစေနဲ့ရန်သူလက်ဦးပြီဆိုကြဲကကိုခံစစ်အမြဲတမ်းကိုလက်ဦးမှုယူအမြဲတမ်းတိုက်စစ်အပေါ်စည်းကိုယူသူ့ငယ်စရာရှမ်းတိုင်းပညာရှင်ကြီးဦးဆိုင်လုံကျောက်ဤဩဝါဒစကားများကိုစိုးအောင်အသေးသေးမှဆွဲထားသည်တစ်ဖက်ကဘယ်နည်းနဲ့မှမကြည့် ဥွှေညိုတို့ကိုခေါ်ယူလိုက်သည်ဥွှေညိုတို့ထိုနေ့ညကအေးတကြီးလိုက်သွားသည်နောက်တနေ့ပြန်လာသည်ဒီကိစ္စသည်ရှားလူဤလက်ချက်ပင်ဖြစ်မည်ဟုယူဆကြ၏ဒီတကြီးတော့ရှားလူကိုအပီးအပိုင်တုတ်တင်ရလိမ့်မည်ဘယ်ပုံတုတ်တင်မလဲခေါက်ဆဲဆိုင်နဲ့ပွဲရုံတွင်လူပေါင်း42ယောက်ရှိ၏ရှားလူပါနဲ့42ယောက်လက်နက်ကင်တက်ခွဲတက်ခွဲလောက်လွတ်ပြီးဒီလိုပဲ ြောင်းဝင်လာတတ်မလားဒို့မဟုတ်ရှားလူတယောက်တည်းကိုပိုင်လောက်သောနေရာမှာစောင့်၍ချောင်း၍အကွက်ဆင်၍တက်ဖြတ်တုတ်တင်မြည်လားရှားလူဆိုအောင်အပြင်းအထန်စုံစမ်းထောက်လန်းရသည်သူ့မဟာမိတ်နှခမ်းမွေးကြီးမှတဆင့်သူ့အဆက်အသွယ်များ၏အကူအညီနှင့်တည်ငြိမ်ရ၏ဆိုအောင်ကိုတုတ်တင်ချင်းမုံကြီးအတွက်ပဝါနီအမှတ်သုံးဆိုသူအားစေလွတ်လိုက်ပြီဟုတိရ၏ဆိုအောင်သည် ပဝါနီအမှတ်3ဆိုသော special agent အားစီးကြိုတုတ်တင်တက်ဖြတ်ရပေးလိမ့်မည်။စိုးအောင်သည်ခံစစ်အနေထားမှာဘယ်ခါမှမသိတိုက်စစ်အပေါ်စီးရမှုလက်ဦးမှုကိုအမြဲတမ်းရယူလေရှိ၏။ရှားလူနှင့်ပဝါနီအမှတ်3တွေ့ကြရအောင်မည်။တန်လွင်မြင့်အရှိဘကံမှာတွေ့ကြရအောင်မည်။ဤရင်ရှားလူဝိထုအခန်း6ပြီးပါပြီခင်ဗျာ အဆုံးအထိနားဆင်ပေးကြတော့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးနိုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုထပ်မံမြတ်တာရက်ခံခြင်းပါရခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ